မင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာဆလို့ရှိရင် Presently Studio မှာ DJ အတန်လိုမျိုးကိုပြောတာတိုင်ကိုအတန်လိုင်းခုံတော့ဗောနော်ဒီတိုင်လိုင်းကိုဘယ်လိုမျိုးထည့်ရမလဲဆိုတော့ကိုကျွန်တော်ပြောပြသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ကြည့်လိုက်ရအောင်ပါ Okay ဒါဆိုရင် List Studio ကိုကျွန်တော်ဖွင့်လိုက်ပါမယ် Okay List Studio ကိုကျွန်တော်ဖွင့်လိုက်ပြီဆိုလို့ရှိရင် Okay Sim 1မှာကျွန်တော်တို့ဘာထည့်မလဲထည့်မှာဆိုလို့ရှိရင်ဟိုတနေ့ကကျွန်တော်ပြောထားတဲ့အတိုင်းပဲပေါင်းလေးကိုနေမှန်ပြီလို့ရှိရင် Media Source မှာ Okay Okay ရှင်ဒီမှာတစ်ခုခုဗောနော် โอเคဒီရှင်ကျွန်တော်ဒီကောင်လေးကိုအယူလိုက်ပြီဆိုရင်ဒီမှာအတန်လေးလာပါဘောနော်ဒီမှာအတန်လန်းခွန်ရပုံစံမျိုးထိမယ်ဆိုလို့ရှိရင်ဒီမှာအပောင်းလေးကိုထပ်နေမှာပြီးလို့ရှိရင်ဒီမှာပေါ့နော်ကျွန်တော် audio visualizer ဆိုတော့ရှိပါတယ်ဒီကောင်လေးကိုကျွန်တော်နှိပ်ပေးလိုက်ပါမယ် okay ဒါဆိုဒီကောင် okay ပေးလိုက်မယ် ပြီးရင် okay ထမ်းနေမှာကိုကဒီပုံစံမျိုးလိုချင်တာဒီပုံစံမျိုးလိုရဆိုရင်ဒီမှာဒီမှာ adjust လုပ်လို့ရပါတယ်ကိုကဘယ်ကာလိုချင်လဲအနီအောင်လားအနီအောင်ထဲမှာမကျွန်တော်ကဒီလိုမျိုးလားအရန်ကိုခုံနေတဲ့ပုံစံမျိုးလားဘောနော် okay အရန်ကိုခုံနေတဲ့ပုံစံမျိုးကိုအခုကျွန်တော်ပြောနေတဲ့အတန်တာမှသူတို့ကခုံတဲ့ပုံကွာတိလားအဲ့လိုမျိုးခုံတဲ့ပုံစံမျိုးကိုလိုချင်တဲ့ဆိုရှင် okay ပြန်မှန်းပြီလို့ရှင်ကိုကအမြင့်ဒီမှာ high ကြီးမြင်လို့ရပါတယ်ဘောနော် ဟိုဟိုင်းကိုဘယ်လောက်ထင်မြင်မှာလဲဥမာဒီမှာအာ2ဆိုရင်9လောက်လားโอเคဒါဒါ weight ပေါ့နော်ဒီလိုရှိရင်ဒီမှာကအာ73ဆိုရင်ဒီမှာ20ထိထားလိုက်မလားโอเคဒါမြင်တာပေါ့ဒီဒါပုံမှန်တန်းကျွန်တော်20ထားလိုက်ပါမယ်โอเคဒါဆိုရင်ကျွန်တော်ဒီကောင်ကိုဟိုနည်းအာခုနဒီကောင်က အရန်ကိုကျွန်တော် G နေသေးတယ်မကြိုက်ဘူးဆိုလို့ရှိရင်ကျွန်တော် file လောက်ထားလိုက်မှန်း okay ဒါဆိုဒီမှာရသွားပြီနော်နော် okay အားလုံးပဲမြင်လာပါဘောနော်ဆိုရင်ကျွန်တော်ဒီမှာနောက်ပြီ okay ခုကျွန်တော်ပြောနေတဲ့အတိုင်းကိုတို့ရအာ low channel ဆိုလို့ရှိရင်ဒီမှာ source ပြပြပါမှာမှန်းဘောခါရေးဆိုတဲ့ချင်းကို ောင်းပါပြန်ဆိုချင်ပါတယ်အားလုံးနဲ့ဆင်ပြေကြပါအောင်ခင်ဗျာโอเคละสินตรุลาไปตะบ่เนาะเอลิเมียตันไลน์ကိုထဲတယ်ကိုအဲ့ဒါကိုမကြိုက်ဘူးဆိုလို့ရှင်ဒီမှာပြန်ရွေးလိုက်ပေါ့ဟုတ်လားโอเคဒီလိုမျိုးကြိုက်လားโอเคရွေးလိုက်ပေါ့โอเคပြန်ပလေးလိုက်ပါမယ်ဥမာကွာကွာကြားရပုံစံထားလို့ရပါတယ်တဲတဲလေးနှစ်ထားခြင်းလဲစင်ဒီမှာဟုတ်ပြီလား โอเคดีนะเล่มมาปอนเนาะโอเคดาอะตันไลน์ขงน้องก็ท่าได้ปုံสันမျိုးဖြစ်ပါတယ်နောက်တစ်ခုကဒီမှာကျွန်တော်ซิมคู่ကိုနောက်ထပ်ပြပါမယ်ซิม2ဒီညာเล่มมาပေါင်းကျွန်တော်ရွှေ့မှန်ပြီးလို့ရှိရင်ဒီညာเล่มมาကိုက intro ပုံစံမျိုးသွားခြင်းလဲဆိုရင်ဒီမှာတစ်ခုခုမှာ background email email တစ်ခုထားလိုက်ပေါ့เนาะကျွန်တော်ကကျွန်တော်ရဲ့ပုံ ဒီကောင်လေးကိုတပုံထားလိုက်ပါမယ်ဒီကောင်လေးကိုကျွန်တော်ထားလိုက်ပါမယ်ခင်ဗျာအခုနဟာကို copy ယူလိုက်မယ် intro လာမယ်ဆိုလို့ရှိရင်ဒီမှာ music ထည့်မယ် music ကဒီမှာပြီးရင်ဒီမှာ add music နဲ့ဒီမှာဒီမှာ non air press freeze မှာသူတို့ပေးထားတဲ့ဟာကိုဒီမှာတစ်ချက်အနည်းငယ် okay ဒီကောင်ကိုကျွန်တော်ထိလိုက်ပါမယ်ထိမယ်ဆိုရင်ဒီမှာအပေါင်းလေးကိုတစ်ချက်နှိမ့်မယ်ပြီးရင် okay နှိမ့်မယ် okay အဲ့လိုမျိုး okay နှိမ့်ပြီဆိုလို့ရှိရင်ဒီမှာရောက်တော့ပြီပေါ့နော်ဒီမှာနှစ်ချက်ပြန်နှိမ့်ကြည့်လိုက်နှစ်ချက်နှိမ့်ကြည့်ပြီဆိုရင်ဒီမှာလည်းမျိုးပေါ်ပြီပေါ်ပြီဆိုရင်ကျွန်တော်ကဒီမှာ okay နှိမ့်လိုက်မယ်ဒါဆိုရင်ဒီမှာ play လိုက်မယ်ဒီ music row ကိုအကုန်လုံးမပေါ်ပြီဘူးဆိုလို့ရှိရင်ဒီမှာနှိမ့်မှာအပေါ်တစ်ချက်ကိုတစ်ချက်နှိမ့်ပြလိုက် အော်တိုပို့ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီညာလေးကိုကျွန်တော်တစ်ချက်နဲ့နင်းကြည့်လိုက်ပါမယ် intro သွားနေတဲ့ချိန်မှာတစ်ချင်းကိုဖွင့်ပေးခြင်းလဲဆိုလို့ရှိရင်ဒီမှာကိုအာမြင်လို့မယ်လူရှင်ဒီကဖွင့်မှာကွာကျွန်တော်ဟောပြီလား okay ဆက်မှာမလိုက်လို့မလိုက်လို့ဘွားတွားအင်ထရိုလာပေးနေတယ်ဗျာ။ဒီကအင်ထရိုလာပေးနေတယ်ဗျာ။လာနေတဲ့ချိန်မှာ ခုကကျွန်တော်ကဒီတချင်းကိုဘာလို့ဒီမှာ3မိနစ်ကျော်ထိယူသွားလဲဆိုလို့ရှိရင်ကျွန်တော်အပေါ်မှာအခုနတချင်းရွေးတဲ့အခါမှာအကုန်လုံးရွေးသွားတာဖြစ်တယ်အဲ့ဒါကြောင့်မလို့သူတို့ကအာ3မိနစ်ကျော်ပါလာအာယူပေးသွားတယ်ပေါ့နော်တကယ်လို့ကိုက15စက္ကန့်လား30စက္ကန့်လားအဲ့လိုမျိုးယူချင်တယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်နောက်ထပ်ပြန်ယူပြပါမယ် music ကိုထပ်နိုင်မယ်ပြီးရင် add music ကိုနိုင်မယ်ပြီးလို့ရှိရင်ဒီမှာအခုနဒီဒီဒီချင်းပေါ့နော် โอเคဒီကောင်းလေးကိုကျွန်တော်15စက္ကန့်ပဲယူချင်တယ်ကွာအဲ့လိုမဟုတ်လဲ30စက္ကန့်10မိနစ်ယူချင်တယ်ကျွန်တော်30စက္ကန့်အခုယူမှာ30စက္ကန့်ယူမှာဆိုပြီးရတယ်နော်โอเค30စက္ကန့်ကျွန်တော်ယူလိုက်မှာဆိုလို့ရှင်ဒီမှာပေါင်းလဲပြီးရှင်โอเคနော်ဘယ်နည်းပေးမယ်ဒါဆိုရင်ဒီမှာ30စက္ကန့်ပဲပို့ပေးတော့မှာဖြစ်ပါတယ်ဒီမှာ28စက္ကန့်30 30ထိပဲသူတို့က အာယူမာယူလို့ရသွားပြီပေါ့နော်ဟုတ်ကဲ့ဒါပြီးတာနဲ့ကျွန်တော်ဒီကစာစင်းပွားကိုကျွန်တော် live link ပို့တော့ဒီမှာစင်းလို့လိုက်မယ်နော် ကေမင်္ဂလာပါဘုခါရေဆိုတဲ့ချင်းကိုကိုဆောင်းโอเคအဲ့လိုမျိုးပေါ့နော်ဒီအခုဒီသူတို့ free pay ထားတဲ့ music တွေပေးရမမီဘူးเนาะအဲကြောင့်မလို့ဒီထက် free download ရတယ်ကျွန်တော်ဒီ video ကဒီကိုယ့်ရဲ့ဒီကိုပြောနေတဲ့အတန်း line ကိုဘယ်လိုမျိုးလာပေးလဲဆိုတာကိုပြောပြနေတာဖြစ်ပါတယ်ပေါ့เนาะဒီ music နောက်ခံဘယ်လိုထည့်လဲဆိုတာကိုလည်းကျွန်တော်ဒီ video မှာပြောပြတာဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဒီခန်းစာမှာလည်းကျွန်တော်ဆက်ပြောပြသွားဖို့ရှိပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးပါ